မင်္ဂလာပါရှင်မောတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းနနေ့ကရင်တိုက်ပွဲတွေဖြစ်လာခဲ့တာဟာလင်းနေကြော်လာပြီးဖြစ်ပါတယ်ဒီလင်းနေကြော်ကာလအတွင်းမှာမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရယူနိုင်အောင်ပြည်ခက်တိုက်ခိုက်မှုရပ်ဆဲနိုင်အောင်ကုလသမဂ္ဂအဖွဲ့အပြင်အာဆီယံအဖွဲ့နဲ့အိန္ဒိယနိုင်ငံတွေကဘိုင်းဝန်ကြိုးပမ်းခဲ့ပေမဲ့ငြိမ်းချမ်းရေးရယူနိုင်တာမျိုးမရှိခဲ့ပါဘူးလက်ရှိချိန်မှာတော့ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ တဆင်ကမြန်မာငြိမ်းချမ်းရေးအလားအလာတွေနဲ့ပတ်သက်ပြီးတော့ထောက်ပေါ်ပြောဆိုခဲ့ပါတယ်။တရုတ်တံပိုင်းထဲမှာမြန်မာငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ဟောင်းတဆင်ကဘာတွေပြောဆိုခဲ့တယ်လဲဆိုတဲ့အချက်အပြင်အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကနာဆာကဥက္ကဋ္ဌနဲ့တွေ့ဆုံဆွေးနွေးခြင်းအတွင်ဘယ်အချက်တွေကို အတိတ်ကထားပြီးဆွေးနွေးဝယ်ရှိနေတယ်လဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လုပ်ပေးပါအရှင်။ ပြည်ထောင်စီရဲ့နာဆာကနေလည်းနဲ့ကအဖွဲ့တွေကြားငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်သဘောတူညီမှုရဖို့အခွင့်အလမ်းမြင့်မားနေရလို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာဗန်ကောက်မြို့မှာမကြသေးမီကကျင်းပခဲ့တဲ့ဘင်းစတက်ထိပ်သီးအစည်းအဝေးအတွင်နာဆာကအကြီးအကဲဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ရအပေါင်းလက္ခဏာဆောင်တဲ့တုံ့ပြန်မှုတွေ ရရှိခဲ့တယ်လို့ဆိုပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ဟာလက်ရှိထိုင်းဝန်ကြီးချုပ်ဖြစ်သူပေထုံတန်ရှင်နာဝါထရာရဲ့ဖခင်ဖြစ်တယ်လို့လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့အကြံပေးအဖြစ်တာဝန်ယူနေသူဖြစ်ပါတယ်။တက်စင်ဟာထိုင်းနိုင်ငံကအင်ရှင်အဖြစ် လက်ခံကျင်းပါခဲ့တယ်။သောကျိန်မြောက်ဘင်းစတက်ထိပ်သည့်အစီအဝေးနားကျိန်မှာနားဆက်ကအခြေကဲပို့ကြုံမှုကြီးမင်းအောင်လိုင်းနဲ့တွဲဆောင်ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့အကြံပေးဖြစ်သူသက်စင်ကနာဆာကနဲ့လက်နက်ကအဖွဲ့တွေကြားတွေးဆောင်ဆွေးနွေးဖို့အခွင့်အလမ်းများတယ်။တွေးဆောင်ဆွေးနွေးဖို့အတွက်စီစဉ်ဆောင်ရွက်ဖို့လဲစံတားရှိနေကြတယ်။နာဆာကအခြေကဲဗိုလ်ချုပ်မူဂျေမင်းအောင်လိုင်ဟာကျွန်တော်တို့ပြောဆိုဆွေးနွေးသမျှကိုနားထောင်ခဲ့တယ်။နောက်ထပ်ဆွေးနွေးတာတွေလည်းရှိလာနိုင်တယ်ဆိုပြီးတော့ပြောပါရယ်။ဒါပြင်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကအိန္ဒိယမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိတာမျိုးကို တွေးမြင်လိုတဲ့စန္ဒာရှိနေတဲ့အကြောင်းကိုပြောဆိုခဲ့တယ်လို့လည်းပြောပါတယ်။မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိစေဖို့အတွက်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကအဓိကအရေးပါတဲ့ပထမခြေလှမ်းဖြစ်တယ်လို့လည်းထိုင်းဝန်ကြီးချုပ်ဟောင်းက ပြောပါတယ်။အာဆီယံလေးကြောက်ဥက္ကဋ္ဌရဲ့အကြံပေးဖြစ်တဲ့သက်စင်ကကျွန်တော်တို့ကဗတ်လိုက်မှာမဟုတ်ဘူး။မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိစေဖို့အတွက်ကနအူဆွေးနွေးပွဲတွေဖြစ်လာအောင်ဖိုရမ်တစ်ခုလိုဖန်တီးလိုပါတယ်ဆိုပြီးတော့ပြောပါတယ်။ ဂါဇာကနဲ့နနေကအဖွဲ့တွေကြားငြိမ်းချမ်းရေးဆွေးနွေးမှုမရှိသေးသလိုနိုင်ငံရေးအကျဉ်းသားအလုံးပြန်လည်လွတ်ပေးရမျိုးမရှိသေးတဲ့အတွက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးတာမျိုးမလုပ်ရသေးဘူးလို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကဆိုပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကိုငြိမ်းချမ်းစွာတွေးဆဆွေးနွေးမှုကတစဉ်အဆုံးသက်စေဖို့စံတာရှိရဲ့အတွက်ကမ္ဘာအင်အားကြီးစူပါပါဝါနိုင်ငံတွေနဲ့လည်းဆက်သွယ်ခဲ့ရမျိုးရှိခဲ့တယ်လို့ပြောပါတယ်။ တက်စင်ကငိမ့်ချန်းစွာတွေးဆောင်ဆွေးနွေးမှုတွေကတက်စင်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေအဆုံးသတ်တာမျိုးတွေ့မြင်တို့ပါတယ်ဆိုပြီးတော့ပြောပါတယ်တက်စင်ဟာထိုင်းနိုင်ငံမှာစစ်အာဏာအသိမ်းခံရပြီးနောက်ပြည်ပကိုထွက်ပြေးကပြည်ပမှာနှစ်ပေါင်းများစွာကြာနေထိုင်ခဲ့ပြီးနောက်ထိုင်းရွေးကောက်ပွဲမှာတမီးဖြစ်သူဦးဆောင်နဲ့ဖြိုထိုင်းပါတီအနိုင်ရပြီးနောက်မိခင်နိုင်ငံကိုပြန်လာခဲ့ကပြစ်ဒဏ်ကို ရှင်ဆိုင်ခဲ့သူဖြစ်ပါတယ်တက်စင်ဟာထိုင်းနိုင်ငံကိုပြန်လာခဲ့ပြီးနောက်မကြာမီ မြန်မာနိုင်ငံရှိတိုင်းဒါလန်နဲ့ကအခွဲ့ရီနဲ့တွေးဆောင်ဆွေးနွေးခဲ့တယ်လို့ပြီးခဲ့နှစ်ပိုင်းမှာသတင်းတွေထွက်ပေါ်ခဲ့ပူပါတယ်။လက်ရှိချိန်မှာအာဆီယံအလဲကြောင့်ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ်ရဲ့အထူးအကြံပေးအဖြစ်တာဝန်ယူနေတဲ့သက်စင်ကမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးလမ်းစာရှာဖွေနိုင်ဖို့အတွက်နာဆာကအစိုးရနဲ့တိုက်ရိုက်တွေးဆောင်ဆွေးနွေးဖို့လိုအပ်ပြီးတော့ထိုင်းနိုင်ငံကနာဆာကအစိုးရနဲ့လက်နက်ကန်အဖွဲ့တွေကြားဂျာဝင်စစ်ဆက်ဆွေးနွေးပေးဖို့အစဉ်သင့်ရှိနေတယ်လို့လည်းပြောပါတယ် ထိုင်းနိုင်ငံရဲ့နိုင်ငံရေးလေးလာသုံးသက်သူတွေက ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝထရာအနေနဲ့လက်ရှိချိန်မှာ NASA ကအဆိုရနဲ့ရင်းနှီးတဲ့ဆက်ဆံရေးတိစောက်တာမျိုးရှောင်ရှားဖို့လိုအပ်တယ်လို့မကြသေးမီကတတိပေးပြောဆိုခဲ့ပြီးနောက်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ဟာဘင်စတက်ထေတီအစီအွေအတွင်း NASA ကအကြေကဲဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ပြေဆောင်ဆွေးနွေးခဲ့ရဖြစ်တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံရေးလေးလာသုံးသက်သူတွေက ထိုင်းလက်ရှိအစိုးရအနေနဲ့ NASA ကအစိုးရအဖွဲ့နဲ့ ရန်နီရဲ့ဆက်ဆံရေးတည်ဆောင်မယ်ဆိုရင် နာဆာကအစိုးရအဖွဲ့ကိုအပိထောက်ခံတဲ့နိုင်ငံအဖြစ်ထင်မြင်ခံရမှာကိုစိုးရိမ်နေတယ်လို့လည်းသိရပါဗျ။တက်ဆင်ကနာဆာကအခြေခံဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ၎င်းရဲ့အကြံပြုချက်တွေကိုလက်ခံပြီးတရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမစခင်နောက်ထပ်ဆွေးနွေးမှုတွေထပ်မံလုပ်ဆောင်ဖို့လိုအပ်တယ်လို့လည်းပြောပါဗျ။တက်ဆင်ကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာကျွန်တော်ရဲ့အကြံပြုချက်တွေကိုလက်ခံပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံမှာတရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမစတင်ခင်သူနဲ့အချိန်ပေါင်းများစွာဆွေးနွေးဖို့လိုအပ်ပါတယ်ဆိုပြီးတော့ပြောပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းနာဆာကကြေခဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာတိုင်းဒေသလည်းနဲ့ကအဖွဲ့တွေနဲ့ PDF လည်းနဲ့ကအဖွဲ့တွေကိုငြိမ်းချမ်းရေးဆွေးနွေးဖို့တိုက်တွန်းတောင်းဆိုတာတွေရှိခဲ့ပြီးမြေတိုင်းဒေသလည်းနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်းလှမ်းတာတွေကိုငင်းဆန်ပေးချပြီးလက်ရှိချိန်ထိ နာဆာကတက်တွေကိုထိုးစစ်ဆင်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့တဆင်ကမြန်မာငြိမ်းချမ်းရေးအလားအလာတွေနဲ့ပတ်သက်ပြီးထုတ်ပေါ်ပြောဆိုခဲ့ပြီးနောက်ရပ်ပိုင်းအကြမှာပဲနာဆာကအကြေကဲပို့ချုံမှုကြီးမင်းအောင်လိုင်းနဲ့အာဆီယံအလဲကြောင့်ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်တို့ဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာဧပြီလ18ရက်နေ့မှာတွေ့ဆုံသွားမယ်လို့မလေးရှားဝန်ကြီးချုပ်ကကြေညာလိုက်ပါတယ်။နာဆာကအကြေကဲပို့ချုံမှုကြီးမင်းအောင်လိုင်းနဲ့တွေ့ဆုံဆွေးနွေးခြင်းအတွင် မြလျင်ဘေးတန်သင်ခဲ့တဲ့မြန်မာမှာကိုကြီးကဲဆယ်ထောက်ပံ့ရေးတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်နားစကအဖွဲ့ပြီးအတီတီကိုအပြည့်ရတက်တန်းထက်တိုးဖို့တွန်းအားပေးမယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။မလာ၂၈ရက်နေ့ကမြန်မာနိုင်ငံမှာလူပေါင်းထောင်စီတည်ဆုံးစေခဲ့တယ်လို့အစအုပ်ပေါင်းထောင်စီပြိုကျပျက်စီးစေခဲ့တဲ့အင်အားပြည့်ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်နားစကအစိုးရအဖွဲ့ဟာငလျင်ဘေးတန်သင်သူတွေကိုကိုကြီးပေးနိုင်အောင်အေဗီလာ၂ရက်နေ့မှ၂၂ရက်နေ့ထိအပြည့်ခတ်ရစဲထားမယ်လို့ နာဆာကအစိုးရအဖွဲ့ကအေဗီလာ၂ရက်နေ့ညပိုင်းမှာကြေညာခဲ့ပါတယ်။နာဆာကအဖွဲ့နေတူ NUG နဲ့တိုင်းသားလနဲ့ကံဖရီယာငလျင်ဘေးတင်သူတွေကိုကူညီပေးနိုင်အောင်ယာယီပြည်ကရက်စဲထားမယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ NUG နဲ့တိုင်းသားလနဲ့ကံအဖွဲ့တွေဟာကတိမတီးပဲစီးရေးနဲ့နိုင်ငံရေးအကျိုးမြတ်ရယူနိုင်အောင်ယာယီပြည်ကရက်စဲထားမယ်လို့ကြေညာထားချိန်မှာနာဆာကတက်စကန်တွေကိုအင်အားသုံးပြီးအလုံးအရှင်းနဲ့တိုက်ခိုက်ခဲ့လို့သိရပါတယ်။နာဆာကအပြည့်ခက်ရက်စဲထားမယ်လို့ ပြင်ညာချက်တိုင်းလိုင်းနာခဲ့ပေမဲ့ NUG နဲ့တိုင်းသားလည်းတဲ့ကအဖွဲ့တွေဟာပြည်သူမျက်နှာကိုမထောက်ထားပဲစီးရင်နဲ့နိုင်ငံရေးအကျိုးမြတ်ရယူနိုင်အောင်နာဆကတက်တွေကိုထိုးစစ်ဆင်တိုက်ခိုင်းမှုကြောင့်အင်းတော်မျိုးဖလန်းမျိုးတွေကိုနာဆကဘက်ကလက်လွတ်ခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါကြောင့် NUG နဲ့တိုင်းသားလည်းတဲ့ကအဖွဲ့တွေရဲ့အပြည့်ခတ်ရက်စရည်ဟာပြည်သူတွေနဲ့နိုင်ငံတကာကိုဟန်ဆောင်လိန်လေတဲ့ပြင်ညာချက်တွေသာဖြစ်တယ်လို့ဝေဖန်မှုတွေလည်းမြင့်တက်ခဲ့ပါတယ်။စီးရင်ဝင်စားသူတို့ကတော့ ။ငလင်လောက်ပြီးနောက်ပိုင်းမှာတိုင်းသာလနဲ့ကအဖွဲရီနဲ့ NUG ကအပြည့်ကက်ရက်စဲထားမယ်လို့ကြေညာခဲ့တယ်။ဒါပေမဲ့အဲ့ဒီသဘုံအဖွဲရီကအပြည့်ကက်ရက်စဲထားမယ်လို့ကြေညာပြီးရပ်ပိုင်းအကြမှာပဲအင်းတော်ညောင်ကျိုးဖလန်းမျိုးကနာဆတ်ကတက်စကန်တွေကိုအင်အားအလုံးအရှင်နဲ့အတင်းဝင်လုံးတိုက်ခိုက်ခဲ့လို့နာဆတ်ကစကန်တွေလက်လွတ်ခဲ့ရတယ်။သဘုံတွေကသဘုံစိတ်တက်ပဲရှိရဲဆိုတာသူတို့လောက်ရက်တွေကတက်တည်ပြခဲ့တယ်။တိုင်းသားလည်းနဲ့ကအဖွဲရင်းနဲ့ NUG အဖွဲရဲ့အပြည့်ကရေစရေးကြီးညာချက်တွေက စိတ်သားချိန်ပြီးခွေးသားရောင်းတာမျိုးနဲ့တူညီရဲ။ဟန်ဆောင်လင်းလဲတဲ့အပြစ်ကက်ရက်စရေးပြညာချက်တာဖြစ်တယ်။တိုင်းသားလည်းနဲ့ကအဖွဲတွေနဲ့ NUG အဖွဲရဲ့အပြစ်ကက်ရက်စရေးပြညာချက်တွေကလိမ့်လဲဟန်ဆောင်တဲ့ပြညာချက်တွေသာဖြစ်တယ်။ဒါကိုပြည်သူတွေနဲ့နိုင်ငံတကာကသိဖို့လိုတဲ့ဆိုပြီးတော့ဝေဖန်ပြစ်တင်ထားပါတယ်။ထိုင်းနိုင်ငံမှာအေဗီလာ18ရက်နေ့အတွင်းတွေ့ဆုံမဲ့မလေးရှားဝန်ကြီးချုပ်နဲ့နာဆာကဥက္ကဋ္ဌတို့တွေ့ဆုံဆွေးနွေးပွဲကိုထိုင်းဝန်ကြီးချုပ်ပေထုံတန်နဲ့ တက်ကြောင်အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ဝန်ကြီးတွေလည်းတက်ရောက်မယ်လို့မလေးရှားသတင်းတွေမှာဖော်ပြပါဗျ။အာဆီယံလက်ကျဥက္ကဋ္ဌဖြစ်တယ်လို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကနာဆာကဥက္ကဋ္ဌနဲ့တွေ့ဆုံဆွေးနွေးပွဲမှာအင်အားပြင်းငလျင်ကြောင့်မြန်မာနိုင်ငံကို စေဝါကူညီပေးအပါအဝင်တက်ကြောင်ကူညီပေးပေးနိုင်အောင်ကူညီပေးဖို့ဆွေးနွေးပွဲရှိနေပါဗျ။ဒီတွေ့ဆုံဆွေးနွေးပွဲအတွင်းလက်ရှိအချိန်မှာဆိုးရွားတဲ့ငလျင်တံကိုတွေးကြုံရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံအတွင်း လူသားချင်းဆိုင်ရာစာနာမှုကိုညီရီပေးနိုင်အောင်ရည်ရွယ်တာဖြစ်တယ်။အေဗီလာ၁၈ရက်နေ့မှာတွေးဆောင်ဆွေးနွေးမဲ့နာဆာကဥက္ကဋ္ဌရဲ့တွေးဆောင်ဆွေးနွေးစဉ်အတွင်းယာယီအပြစ်ကရစရိတ်ကိုတက်တန်းတိုးဖို့တွန်းအားပေးမှာဖြစ်တယ်လို့ပြောပါတယ်။မလေးရှားဝန်ကြီးချုပ်ဟာထိုင်းနိုင်ငံကိုရောက်ရှိချိန်အတွင်းထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝါထရာနဲ့လည်းတွေးဆောင်ဆွေးနွေးမှာဖြစ်တယ်လို့ထိုင်းနိုင်ငံကိုမလာရောက်ခင်တရုတ်နိုင်ငံသမ္မတရှီကြီးဖြင့်လည်းတွေးဆောင်ဆွေးနွေးမှာဖြစ်တယ်လို့သိရပါတယ်။နာဆာကအဆိုအရကမြန်မာနိုင်ငံမှာ နိုင်ငံရေးတက်တနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းတွေကငြင်းချင်ရေးရှာယူနိုင်အောင်တိုင်းသားလည်းနဲ့ကအခွင့်အာလုံးကိုတွဲဆောင်ဆွေးနွေးဖို့ဖိတ်ခေါ်ထားသလိုလက်ကမ်းလှမ်းကြိုဆိုထားတယ်လို့ NASA ကအခွင့်သတင်းထုတ်ပြန်ရေးအခွင့်အကောင်ဆောင်ဖွကျုံစော်မင်းထွန်းကအခုလိုမျိုးပြောဆိုခဲ့ပူပါတယ်ရှင်ကျွန်တော်အနေနဲ့ပြောချင်တာကတော့ကမ္ဘာ့အနေနဲ့ငြင်းချင်ရေးအတွက်လှုပ်ဆောင်ချက်ပေါ့ပြခတ်တခိုင်မှုရစိုင်းနဲ့သာဝရငြင်းချင်ရေးထုတ်ပြန်ချက်2018ခုနှစ် ဒီဇင်ဘာလ21ရက်နေ့ကနေပြီး2023ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ထိ22ကြိမ်ကျွန်တော်ထုတ်ပြန်ခဲ့တယ်။ဆွေးနွေးဖို့လည်းဖိတ်ခေါ်ခဲ့တယ်။ဒါပြင်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း2022ခုနှစ်ဇွန်လ14ရက်နေ့မှာညီညာရေးဆွေးနွေးမှုနဲ့ပတ်သက်ပြီးအတိအပြေထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါပြင်အနီးကဆုံး2024ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာလက်နက်ကိုင်းအခွဲအားလုံးကို ိုင်းဒါလက်နက်ကိုင်တွေအပြင်ကာဝ PDF တွေကိုပါနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းတွေဖြည့်ရှင်းရန်ကံလာဖိတ်ခေါ်မှုပြုလုပ်ခဲ့တာတွေ့နိုင်ပါတယ်။ဒါပြင်အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီအနေနဲ့တိုင်းဒါလက်နက်ကိုင်အဖွဲ့တွေဘာသာရေးခေါင်းဆောင်တွေစတိတ်ခေါ်တာတွေငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေဆောင်ရွက်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ EA ကိုအဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးမှု60တကြိမ် လက်မှတ်မထိုးထားတဲ့ EEO ဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးမှု25ကြိမ်နိုင်ငံရေးပါတီများနဲ့တွေ့ဆုံဆွေးနွေးမှု22ကြိမ်ဘာသာရေးကောင်းဆောင်ငြိမ်းချမ်းရေးအကျိုးဆောင်ဖွဲ့ stakeholder များနဲ့တွေ့ဆုံမှု73ကြိမ်ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်မှု2ကြိမ်ဆောင်ရွက်ခဲ့တာကိုတွေ့နိုင်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်းရဲ့အခြေခံအကြောင်းရင်းသည်တိုက်ပီတည်ငြိမ်အေးချမ်းမှုမရှိလို့ပဲဆိုတာကိုရခင်ကတည်းကပြောပြီးဖြစ်ပါတယ် ။ဒါကြောင့်ငြိမ်းချမ်းရေးအတွက်အများရန်လက်ကမ်းကြိုးစားနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကဒါငြိမ်းချမ်းရေးအတွက်လိုလားနေပေမဲ့မလိုလားတဲ့အဖွဲ့အစည်းတွေမဖြစ်စေချင်တဲ့အဖွဲ့အစည်းတွေတော့ရှိနေမှာပဲဖြစ်ပါတယ်။ခုလက်တွေ့ပါပဲ။ဒါလောက်ပြည်သူလူထုငလင်တန်းကြောင့်ဒုက္ခခံစားနေရတဲ့အချိန်မှာတော့ပါပဲ။ဒါတွေးခွဲတာတတ်ရှုတာလုပ်ချင်တဲ့မီဒီယာတွေရဲ့ကြီးသားမှုကိုတွေ့ရတာဖြစ်ပါတယ်။